မြမထုံးစံအတိုင်းအော်ဟစ်ပေါက်ကွဲပြီးတော့အထဲကနေကြော်လာတဲ့ဟာမရှိဘူးတိတ်ကောင်းတာပဲဒီလိုဇလန်းမျိုးကိုဒီလိုတတ်တတ်ရရကလေးရိုင်းနိုင်တာပေါ့နော်အကယ်ဒမီကလူတွေကြည့်ရလိမ့်မယ်နဲ့တူတယ်နော်မနေရှင်းအဆင့်ကတော့ရောက်မှာတစ်ခုနှစ်ခုမကဘူးအများကြီးတွေ့နေရတာပဲ ဟိုနိုင်ငံတကာမှာလည်းဒီလိုမျိုး concept တွေနဲ့ကားလေးကိုကြည့်နေရတာဖြစ်တဲ့ကြောင့်ဒီကားလေးကိုလည်းပဲ at least တော့လေ ASEAN လောက်မှာတော့အဖြန့်ဖို့အတွက်ကိုမျှော်လင့်ပါတယ် တလနှစ်လအတွဲပါလေဒီလိုမျိုး concept နဲ့လေအဂျွန်ဆိုတော့ revenge ပါမယ် thriller ပါမယ် horror ပါမယ် backdrop က spiritual war ပါတော့အဲ့လိုကောင်းမျိုးတွေကိုကျွန်မကြည့်ရပါတယ် Vietnam ကို Philippines နဲ့ Malaysia နဲ့ Thailand ကလည်းပါပါတယ် အဲ့ဒီကားတွေတဲမှာကြာရင်အပြာနဲ့ကြမ်းတယ်ပေါ့နော်ဒီကားကတော့တော်တော်လေးကြာတာ smooth ဖြစ်တယ်လို့ပြောရမှာပါပြီးတော့ဒီထဲမှာပါတဲ့သရုပ်ဆောင်ကြီးရဲ့ character ဆရာပေါ့နော်မြန်မာထုံးစံအတိုင်း all hip ပေါက်ကွဲပြီးတော့အထဲကနေကြော်လာတဲ့ဟာမရှိဘူးတက်ကောင်းတာပဲအာပိုလိုမရှိပေါ့ post production ကတော်တော်ကောင်းတယ်ဘယ်သူလဲတော့မသိဘူးအာ post production နဲ့မှာ အမျိုးသမီး၂ယောက် character နှစ်ခုပြောတာယောက်ျား၂ယောက်အမျိုးသား၂ယောက် character နှစ်ခုပြောတာတွေအဲ့ဒီဥစ္စာတွေရဲ့လေ sound level နဲ့ sound design အရင်ကောင်းတယ် the expression ကလေမြင်ပြီးတော့နေတဲ့ post production ဟိုတော်တော်ကြီးကိုကောင်းတယ်လို့ပြောရမှာပါပြီးတော့ဟို သယုတ်ဆောင်တိုင်းอ่ะလေကာရက်တာပေါ်မှာသစ္စာရှိရှိနဲ့သယုတ်ဆောင်သွားတာဟိုသူ့ရဲ့အတ္တဆိုတဲ့ဟာမပါဘူးဆိုတာကိုမြင်ရတယ်ပေါ့နော်အာကျွန်မအနေနဲ့တော့ဟိုနိုင်ငံတကာမှာလည်းဒီလိုမျိုး concept တွေနဲ့ကားလေးကိုကြည့်နေရတာဖြစ်တယ်ကြောင့်ဒီကားလေးကိုလည်းပဲ at least တော့လေအာဆီယံလောက်မှာတော့ဟိုဖြန့်ဖို့အတွက်ကို မျှော်လင့်ပါတယ်ဒီပြီးသားလူတွေဝင့်နေနာနာဘာဝလောကောင်းမြင်နေဆိုတာ ထိုင်းဒါရိုက်တာရောက်မှပောက်တယ်လို့မဟုတ်ပါဘူး။အဲဒီကဘာလုံးကြီးကကဘာနိုင်ငံပေါင်း100ကျော်ကြီးထဲမှာအဒီကားတွေကိုရိုက်နေတာ trendy ဖြစ်တာပေါ့နော်။သူ concept ကတော့ဟိုကျမတို့ကတော့ဇလန်းနဲ့ဒီ characters နဲ့ actors performance ကိုပဲကြည့်တဲ့အခါကျတော့အကလုံးကကွက်တိဖြစ်နေလို့ပြောပါတယ်ကျမချီးကျူးကျင်ပါတယ်ဘာလို့လဲဆိုတော့ဒီလိုဇလန်းမျိုးကိုဒီလိုတတ်တတ်ရရကလေးရိုင်းနိုင်တာပေါ့နော် အကယ်ဒမီကလူတွေကြည့်ရလိမ့်မယ်နဲ့တူတယ်အာမနမော at least ဆိုရင်တော့ရအောင်ပါပါခေါ်လေအဲအဲခေါ်လေ nomination အဲ nomination အစရောရအောင်ပါတခုနှစ်ခုမကဘူးအများကြီးတွေ့နေရတာပဲ အခုသူ character ကိုသိချာသိလာပြီနောက်တော့ performance မှာလည်းပဲသူ့ရဲ့ nerve တွေအကုန်လုံးကိုသူဘယ်လိုသုံးချမလဲဆိုတာကိုသိလာပါပြီအာမတ် actor ဒီလိုပဲလေ experiment လုပ်ရင်းလုပ်ရင်းနဲ့အာ experience ကနေသင်ရတာဆိုတော့လေဒါ pick ရောက်နေပြီလို့ထင်ပါတယ်။ဒီလေးကိုဒီကနေဘယ်လိုမျိုးလေးများပြောချင်ပါလဲ။ အာဒီကားကိုနိုင်ငံတကာမှာလည်းပဲဟိုဖြန့်ချိနိုင်တဲ့နေသားမျိုး ဖြစ်စေချင်ပါတယ်အာဝင်ငွေလည်းပဲတတိယဘတ်တီသွားနိုင်တာမျိုးလည်းဖြစ်စေချင်ပါတယ်အာသူ့ကိုလေကျွန်မ producer ကောင်းတစ်ယောက်လည်းပဲအာမြင်ချင်ပါတယ်ဘာလဲလောကနဲ့ဆက်ဆက်နေတာ